ယူနိုက်တက်အတွက်ဒီကစားသမား2ဦးကိုအသေးအံလိုချင်နေတဲ့နီးပြအမိုရင်ရိုဘင်မိုရင်းကမန်ချက်စတာယူနိုက်တက်ကိုပို့ပြီးတော့တန်မာလာစီဖို့အတွက်ညီမန်းထားပြီးတော့ပရီးမီးယားလိဂ်ကျယ်ဝင့်2ဦးပါဝင်အဓိကဦးစားပေးကစားသမား2ဦးကိုခေါ်ယူဖို့အတွက်ပြတ်မှတ်ထားနေလို့သိရပါတယ်။ပေါ်တူဂီနီးပြချုပ်ကယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်သမိုင်းမှာအနေဆုံးဖြစ်တဲ့အဆင့်15နဲ့ပြီးဆုံးခဲ့တဲ့အခြေအနေကိုပြောင်းလဲဖို့အတွက်ဆုံးဖြတ်ထားပါတယ်။၂၀၂၄ခုနှစ်နိုဝင်ဘာလမှာအဲရစ်တဟက်နေရာကိုစက်ခံခဲ့တဲ့ရူဘင်အမိုရင်းက တသက်မတည်းမရှိတဲ့စွမ်းဆောင်ရည်နဲ့ရုံးကန်ခဲ့ရပြီးတော့တာဝန်ယူခဲ့ရတဲ့ပထမတစ်နှစ်မှာပဲအပြောင်းလဲများစွာနဲ့ကြုံတွေ့ခဲ့ရပါသည် BBC Sport ရဲ့ဖော်ပြချက်အရတော့ Nottingham Forest ကွေးလေလူ Elliot Anderson ဟာ United ရဲ့ဦးစားပေးပြမဲ့ပြေပေါ်ထွက်လာခဲ့ပါသည် Anderson ဟာကွေးလေနံပါတ်6ခန်းစစ်နေရာမှာရောတက်ကြွရတဲ့ box to box ကွင်းလေလူအဖြစ်ပါကစားနိုင်စွမ်းရှိတယ်။ Forest ကတော့သူ့ကိုလက်လွတ်မခံရအောင်လို့ပြင်းပြင်းထန်ထန်အကြိုးစားဖို့တပြင်ဆင်ထားပါတယ်။ အသွေးစာချုပ်ကလည်း2029ခုနှစ်ဇွန်လအထိရှိနေသေးတာကြောင့်မလို့ Forest နဲ့ညီနိုင်တဲ့နေရာမှာအားသာချက် Forest တို့ဟာရှိနေပေမဲ့သူ့ရဲ့တန်ဖိုးကလည်းပေါင်85သန်းအထိကိုမြင့်မားလာနေတဲ့အတွက် Red ကသူ့ကိုတခြားရွေးချယ်ကြရတဲ့ပို့ပြီးတော့ခေါ်ယူနိုင်မဲ့သူအဖြစ်မြင်နေပါသည်စက်တင်ဘာလမှာအင်္ဂလန်အသင်းအတွက်ပွဲထွက်ကစားခဲ့တဲ့သူဟာလက်ရှိမှာတော့နိုင်ငံအသင်းအတွက်၅ပွဲကစားထားပြီးတော့2026ကမ္ဘာဖလားမှာပွဲထွက်ကစားဖို့တောင်မှဖြစ်နိုင်ရည်ရှိတဲ့သူဖြစ်သတ်မှတ်ခံနေရပါသည် သူ့ရဲ့ရင်ကျက်မှုကအင်္ဂလန်နီးပြတောမတ်တူရဲကိုဆွဲဆောင်ခဲ့ပြီးတော့နီးပြလည်းပဲသူ့ကိုပုံမှန်မဟုတ်တဲ့ချီးကျူးစကားတွေပြောခဲ့ပါတယ်။အန်ဒရာကိုနှကိုးကူးမရှိနဲ့နိုင်ရခဲ့တဲ့ပွဲစဉ်ပြီးမှာတော့သူထေကသူကရန်ကောင်းတဲ့ဘောလုံးသမားတစ်ယောက်ပါပဲ။အကာယာပိုင်းရတဲ့အရန်တန်ပါရီနမစစ်နေရာမှာလည်းအရန်လှူရှားမှုကောင်းတယ်။ခန္ဓာကိုယ်လည်းကြံ့ခိုင်မှုရှိသေးတယ်။ကာကွယ်ရတာကိုကြိုက်တယ်။ထိတ်တဲ့ရင်ဆိုင်မှုတွေမှာသူ့ရဲ့ခန္ဓာကိုယ်အသုံးပြုရတာသဘောကျတယ်။ဘောလုံးပေးပို့တာ၊လိုင်းတွေကိုဖျက်ချော်ပြီးတော့ပေးပို့တာကိုကြိုက်တယ်။ ဒီဂိမ်းထဲမှာသူရအောင်လှူရှားနေပါ रे ကြီးရတာကလည်းပြောကြကောင်းပါ रे သူ့ပဝိညာဉ်ကအသိန်းပေါ်ရီအတွက်သူတက်နိုင်သမျှလွယ်ကူအောင်လုပ်ပေးခဲ့လို့သူတကယ်ကိုအားကောင်းတဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့တယ်လို့ကျွန်တော်တို့ထင်ပါ रे သူလေးချိန်မှာပြသခဲ့တာတွေကိုပြသနိုင်ခဲ့သလားအဲနော်ဒီယန်နဲ့ယူ21မှာပြသခဲ့ရာတွေကိုပြသနိုင်ခဲ့ရလားသူကလွတ်လပ်မှုပြည့်နေကစားခဲ့တယ်အယမ်းမြန်တဲ့ပွဲတွေကိုဝေဆန့်သွားခဲ့တယ် ပိုခက်ခဲတဲ့ပွဲတွေမှာကစားနိုင်မှုသူ့မှာကာယပိုင်းကြံ့ခိုင်မှုနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာခွန်အားတွေရှိတယ်လို့ကျွန်တော်ထင်ပါတယ်လို့ပြောကြခဲ့ပါတယ်။ဘရိုက်တန်ရဲ့ကွင်းလယ်လူဘာလီဘာကိုလည်းယူနိုက်တက်ဘက်ကစိတ်ဝင်စားမှုဟာမမိမ့်မိန်သေးပါဘူး။ကင်မရွန်နိုင်ငံသားဟာအဓိကပြင်းပြပြင်းရှိနေစေဖြစ်ပြီးတော့ Brighton ကလက်မခံခင်နွေရာသီမှာနောက်ကျပြီးတော့ခေါ်ယူဖို့အတွက်ကလပ်ကအသင့်ရှိခဲ့ပါတယ်။၂023ခုနှစ်တုန်းက Moises Caicedo ကို Chelsea ကပေါင်135သန်းနဲ့ရောင်းချခဲ့ပြီးနောက် Brighton နဲ့ပါလီပါအတွက်အလားတူဈေးနှုန်းဝင်းကျင်မှာရှိမယ်လို့ချက်ပြခဲ့ပါတယ်။ ယူရက်ကအေးဇင်းတို့မပေးနိုင်ဘဲနဲ့လက်လျှော့ခဲ့ပေမဲ့အမိုရင်ကတော့အသက်20နှစ်ရွယ်ကစားသမားရဲ့ရေသွေးကိုဆက်လက်ပြီးတော့ထင်ကြီးနေသေးပါပဲ။ဘာလဲပါကိုရိုင်းကလည်းပြောင်းရွှေ့ဖို့အတွက်ဆရာထက်တန်နေပြီးတော့ Forest ကအန်ဒါဆန်ညှိနှိုင်းမှုညင်းဆက်လာယူနိုက်တက်ကသူ့ကိုပြန်လဲပြီးတော့စဉ်းစားပေးမှာဖြစ်ပါရီ။ညှိနှိုင်းမှုတွေအဆင်မပြေဘူးဆိုရင်တော့ယူနိုက်တက်ရဲ့လူသစ်ရှာဖွေအဖွဲ့ကတခြားကွင်းလယ်လူတွေကိုလည်းစောင့်ကြည့်နေပါရီ။ကော်နာကလကကိုဇန်နဝါရီမှာအငှားနဲ့ရရှိနိုင်ခဲ့ရင်တော့ရေတူရွေးချယ်မှုဖြစ်မြင်ထားပါရီ။ အတလက်တီကိုမက်ဒရစ်ရဲ့ကွေးလက်လူဟာအင်္ဂလန်ကဘာပလားလူစည်းမှာနေရာရဖို့အတွက်တွန်းအားပေးနေပြီးတော့ပရီးမီးယားလိမှာပုံမှန်ကစားချိန်ရဖို့ဟာအဓိကဖြစ်လာနိုင်ပါတယ်ခရစ်စတယ်ပေးလီကအဒမ်ဝါတန်ကိုလေးစောင့်ကြည့်နေပေမဲ့သူကမကြသေးကြရမှာပဲဇယားဘက်မှာစာချုပ်အစ်စ်ချုပ်ဆိုထားပါတယ်နောက်တဲ့ဆွေးနွေးနေတဲ့ကစားသမားတယောက်ကတော့စတုဂတ်အသင်းရအန်ဂျယ်လိုစတေလာပဲဖြစ်ပါတယ်သူကဘွန်ဒက်စ်လီကာမှာအတွေ့အကြုံရှိတဲ့ခံစားပိုင်းကွင်းလေဖန်တီးရှင်တူဖြစ်တဲ့ အယူရက်ကနွေရသည်မှာသူ့ကိုကမ်းလှမ်းခဲ့ခြင်းမရှိဘူးဆိုပေမဲ့စတေလာကတော့ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ဖို့အတွက်ဆရာထက်တန်နေရလို့သိရပါပါခင်ဗျာ